အရန်ခံစားရတယ်မြင်ရတာတွေကလည်းစိတ်မသက်သာရဘူးဘာလို့လဲဆိုတော့ဟိုတကယ်တထေးကြီးကနေပြီးတော့မိသားစုတွေဆုံရှုံပြီးတော့လမ်းမမှာအိတ်နေရတယ်လမ်းမမှာအိတ်နေပြီးမှလည်းမိုးဘွားထရွာချလိုက်တော့လဲရေပြန်ဆိုရပြန်ဟောဒါအကြီးကြီးကျယ်ဆုံးသူတို့ဘွားမှာဒုက္ခသစ္စာတရားပေါ့နော်ဒုက္ခတွေကတော့သစ္စာရှိရဲ့ဘယ်တော့မှဒုက္ခမှာတတရရဒုက္ခဆိုတာရှိတယ်မင်္ဂလာပါခင်ဗျာမန်လေးငလင်းနဲ့ပတ်သက်လို့ကတော့ဟိုအခုအင်္ဂလိပ်ပြောသွားတယ် ်အခုအိမ်လဲပြိုသွားတယ်ဒါပေမဲ့အစ်စ်ပြန်ဆောက်အောင်မှာပေါ့လေဒါပေမဲ့လူကတော့မထိကြိုက်ဘူးအဲ့တော့မထိကြိုက်တဲ့အခါကျတော့ဟိုဒါသူများရဲ့ design တော့တပန်းတာရလို့ပြောရမှာပေါ့လေဒါပေမဲ့အခုချိန်မှာတော့ဟိုအိမ်ပြိုသွားတယ်ဆိုပြီးတော့လေရုတ်တုတ်ကြီးထိုင်ပြီးတော့ထိုင်ပြီးတော့ဆွေးနေလို့မရဘူးဒီနော်ကိုလို့စီရရှာကိုလို့ရမယ်ကိုလို့မှကိုစားရမယ်ဆိုတဲ့ခက်မှာတော့ကိုအလုပ်ကတော့လက်ပတ်နေမှာပဲဒါလေးကအဆင်ပြေမှာပေါ့လေအဲ့တော့အိမ်ဆောက်မဲ့အမတွေကလည်းအိမ်ဆောက်ရမယ်နော်ជីជីတို့ဘာတို့ကလည်းအိမ်ဆောက်မယ်ဆိုရင်လည်းသူအိမ်သူပြန်ဆောက်ရမယ် အခုတို့လည်းကိုတို့ကိုပြန်လောက်အောင်မယ်ပေါ့လေအဲ့တော့ဟိုဒါကြီးကလုံနေမှာပဲမြန်မာနိုင်ငံကြီးကပြန်ပြီးတော့လဲပတ်သွားမှာလေနော်ဟိုထိုင်နေလို့တော့မရဘူးပေါ့လေဟုတ်တယ်မလားဟိုကိုချင်းလဲစားတယ်ဟိုလုတ်ပေးပြရှာရတယ်လုတ်ပေးတဲ့နာလဲလုတ်ပေးသွားဖို့ရှိရဲ့အာအခုတို့ဒီပြန်တဲ့ထူထောင်ရေးမှာလဲအိမ်ပြန်မစောင့်နိုင်တဲ့သူတွေကိုလဲအိမ်ပြန်စောင့်ပေးမယ် plan လေးတွေလည်းရှိရဲ့ဒါပေမဲ့အခု meeting ထိုင်နေတော့မှာပဲဒီတိုက်ဒေတာအစိုးရအခွင့်ပြုချက်ကဘယ်လိုတွေရှိမလဲဆိုတာလဲ အကူရာအစိုးရရဲ့ဟိုဟာကိုလည်းခွင့်ပြုချက်ကိုလည်းကိုရာလိုက်နိုင်အောင်မယ်လေ။နောက်ဆိုကိုလှုပ်ချင်တိုင်းလှုပ်လို့မရနိုင်ဘူး။ပြန်ကုန်မှာရှိနေတယ်။ပြန်ကုန်မှာတူမလေးရဲ့အာခွေးလေးတစ်ကောင်လည်းရှိရဲ့။ဆိုတော့ကလေးတစ်ယောက်နဲ့ခွေးတစ်ကောင်ခုပြီးပြေးရတာပေါ့။မဟုတ်ဘူးလုံးဝအဆက်အသွယ်ပြတ်သွားတာ။အဲ့ဒါကိုမန္တလေးအဆက်အသွယ်ပြတ်သွားတော့မန္တလေးကတငယ်ချင်းတွေကငါအိမ်ကိုသွားကြည့်ပေးပါအောင်ဆိုတော့အိမ်ကိုဓာတ်ပုံရိုက်ပို့တော့မှဟာဘယ်ရောက်နေလဲမသိဘူးဖုန်းကလည်းမမလို့ရှိလုံးဝဆက်လို့မရအောင်။ အဲ့ဒါဆက်လို့ဆက်သွယ်လို့ရတာကြတော့ဒီဆက်ရဲ့ကြော်ပြီးနောက်ပိုင်းမှာဆက်သွယ်လို့ရတာသူတို့လည်းကြောက်နေကြတာပေါ့လေသူတို့လည်းကြောက်ပြီးတော့ဘယ်သူ့ကိုမှသူတို့မဖြေရှင်းခြင်းမပြောပြခြင်းနဲ့ဟာဘူးစိတ်ထန်အားရပါဖုန်းနဲ့မကင်ခြင်းအဲ့လိုပေါ့နော်ဟောအကြောက်တရားအဲ့လိုဆိုတော့ကျွန်တော်တို့လည်းတော်တော်စီဆက်သွယ်ခဲ့ရတာပေါ့နော်အကိုအမရဲ့ဟောပါအကိုရဲ့အမမိသားစုရှိရဲ့အကိုမိသားစုရှိရဲ့ပြည့်ကြီးကြီးရှိရဲ့ဟောပါဟိုဘာဖြစ်အမျိုးတွေပေါ့ဘာဖြစ်ဒါကိုမိသားစုပဲဆိုတော့အကို မန်လေးအိမ်ရောက်ရှင်လေဟိုတယ်မှာတဲတာမချရဘူးအခုတတတတခန်းရှိရဲအခုအဲ့အိမ်မှာပဲအိမ်ကအဲ့အိမ်မှာပဲစားတော့အခုအိမ်မှာအမားတွေကတော့ဟိုပါပေါ့အခုလောလောဆယ်မန်လေးမှာမနေနဲ့ပြင်းဦးလည်းမှာဆန်းရှိရဲပြင်းဦးလည်းမှာသွားနေလို့တော့ပြောထားဒါပေမဲ့တို့ရောလည်းမန်လေးချက်တော့မန်လေးမှာပဲနေနေကြတယ်ဆိုတော့လူတိုင်းရောနော်ကိုယ့်မြေကိုယ့်အိမ်ကိုယ့်ရောချစ်ကြတာပဲပေါ့ဒါပေမဲ့လည်းအဲ့လိုယူရဲထားခဲ့ပြီးတော့သွားနေလို့မရဘူးလေရှင်းစရာရှိရာရှင်းရမှာဟိုအစိုးကဖဲဖြတ်ခိုင်းထားတဲ့ဟာတွေဖဲဖြတ်ပြီးတော့မှာပဲ သူတို့နေခြင်းတဲ့နေရာမှာနေလို့ရမှာပေါ့လေကောက်ကောက် ရှိရဲအကိုအကိုဆိုရင်အဲ့အိမ်အိမ်ကနှလုံးအောင်ရှိရလေတလုံးကကြတော့ငားတာအဲ့တလုံးငားထားတဲ့ဟာကြမပြူဒါပေမဲ့ဒီဘက်ကကြတော့ပြူသွားတာပေါ့အပြူသွားတဲ့ခါကျတော့အဲ့ငားထားတဲ့အိမ်ပြီးမှပဲသူကကတ်ဆောင်ပြီးတော့အဲ့ပြူသွားတဲ့ပစ္စည်းပုံကိုထိုင်းဆောင်နေတာထပ်ပြူကြမှာလဲကြောက်တော့အပစ္စည်းကိုလည်းဝေမကောက်ရဲဘူးတဲ့ဘာလို့လဲပေါ့နော်ဟိုဘဝကခြောက်ခြားစရာဖြစ်နေတာပေါ့ဘကွာတော့မခံစားတော့ဘူးဘာလို့လဲဆိုတော့ပြောတဲ့သူကလည်းပြောမှာပဲဆဲတဲ့သူကလည်းဆဲမှာပဲ ကိုမိသားစုအရေးကလည်းကိုမိသားစုအရေးပဲကိုမမရှာကိုမိသားစုဘာနဲ့စားမလဲနော်အဲ့တော့ပြောရတဲ့သူကတသက်ရှိရပြောပါစေပေါ့တော့ကိုလည်းကိုလုံးဆရာရှိရလောက်အောင်ပါလေအတွင်းအထင်မြင်ယူဆတွေကလူတိုင်းမှာထင်မှိုင်မြင်မှိုင်ဝင်ရှိတာပေါ့မတူညီတဲ့ဟာတွေကိုလိုက်ညှိပြီးတော့ပြိုင်ငင်းမနေတော့ဘူးအချိန်လဲကုန်တာပေါ့လေအဲ့တော့သူလည်းဆဲပြရှိရဆဲပါစေကိုလည်းကိုလုံးဆရာရှိရကိုလောက်အောင်ပါလို့ပေါ့လေတယ်လီထူတောင်ကြီးမှာတော့ကျွန်တော်တို့တက်နိုင်တဲ့တမရတော့ကျွန်တော်တို့ကစူးစမ်းပြီးပါဝင်သွားမှာအခုဆိုတော့ကျွန်တော် bright tie လိုက်လုပ်တယ် တက်နိုင်တဲ့လောက်ပေါ့လေအဲ့လိုလေးလိုက်လို့တယ်ဟိုအဲ့ဒါလည်းကောင်းမမြင်မဲနဲ့ဆဲမယ်ဆိုလည်းဆဲလို့ရတာပေါ့လေဟိုလူတိုင်းကတော့ဖះအောင်မှအပြောဆိုမလုပ်ဘူးအကွာဖះမဟုတ်ဘူးလေနော်ဖះလောက်လည်းမဖြူစင်ဘူးတန်ကားလောက်လည်းမဖြူစင်ဘူးသူကလည်းလူတွေကလူဖြစ်တဲ့အတွက်ပြောကြမှာပဲဒါပေမဲ့ဟို theory of the part တရားနဲ့တော့ kait ညီအောင်တော့နေရတာပေါ့အဲ့လိုကိုင်းညီအောင်မနေရင်တော့အစဲခံရတာတော့အရန်ရှက်ဖို့ကောင်းတာပေါ့လေဟုတ်အဲ့ဒါကြောင့်အကူတို့လေဟိုအတိအကျအကူတယောက်တည်းမဟုတ်ပါဘူး ဟိုအကိုအကိုတို့တကယ်ချင်းနေစုပေါင်းပြီးတော့လုပ်ဖို့လေးရှိတာပေါ့လေဒါပေမဲ့သူတို့ရဲ့သဘောဆန္ဒအားလျာသူတို့ဘလောက်မတည်မလဲဆိုရဲပုံမှန်မူတည်ပြောမှာအကိုကဟင်းသလုံးကိုပြန်ပြဘလောက်ထိစောက်ပေးနိုင်လဲပေါ့နော်ဟိုသူဘယ်လိုပြောမလဲသူတို့အရင်အိမ်လိုတော့ကိုကကြီးကြဲခမ်းသာဆိုတော့စောက်ပေးနိုင်မှာမဟုတ်ဘူးပေါ့ဟိုဒီလိုလေးပဲဟိုထယံကာနဲ့ပဲစောက်ပေးနိုင်မလားအသားမဟုတ်ပဲဟိုဒီ ဘယ်လိုလဲ steel frame နဲ့ပဲဆောက်ပေးနိုင်လား structure နဲ့ပဲဆောက်ပေးနိုင်မလားအဲ့လိုလေးအကိုတို့ကပြန်လောမှာနောက်ပြီးဘယ်လိုလူမျိုးစားတော်လူမှာလဲဆိုရဲအစအစအကိုတို့ဒီစီမင်းစီကတ်နေရာ meeting တွေအများကြီးထားရအောင်မှာပါဟုတ်အရန်ခံစားရတယ်မြင်ရတာတွေကလည်းစိတ်မသက်သာရအောင်ဘာလို့လဲဆိုတော့ဟိုတကယ်တထေးကြီးကနေပြီးတော့မိသားစုတွေဆုံရှုံပြီးတော့လမ်းမမှာအိတ်နေရတယ်လမ်းမမှာအိတ်နေပြီးမဲ့လည်းမိုးကထရွာထလိုက်တော့လည်းရေပြန်ဆိုးရပြန်အောင်ဒါကအကြီးကြီးကျယ်ဆုံးသူတို့ဘဝမှာဒုက္ခသစ္စာတရားပေါ့နော်ဒုက္ခတွေကတော့သစ္စာရှိရဲ့ ဘယ်တော့မှဒုက္ခမှာတတရရဒုက္ခဆိုတာမရှိဘူးဒုက္ခဆိုတဲ့အတိုင်းပဲပေါ့နော်အရန်ဟိုမဟာတရားကိုရောက်တာအကိုလည်းအဲ့လိုခံစားခဲ့ဘူးလေအကိုဖြစ်တော့လည်းကိုသုံးကထီတယ်အဲပြီးတော့အများကြီးပေါ့နော်ဟိုအများကြီးအများကြီးတောက်ဆောက်လေဟိုရေးပေးဆိုလည်းပါရတာပဲနော်အဲလိုကိုယ်ဉာဏ်မပါဘူးကိုခံစားရတယ်ကိုသူများဉာဏ်ပါဘူးလည်းကိုခံစားရတယ်ဘာလို့ဆိုတော့ကိုနိုင်ငံကိုလူမျိုးကကိုရဲ့မိသားစုကိုရဲ့အသွေးသားပဲလीเนาะဟိုဟိုကိုသာဆင်းရင်ဆင်းနေကြမှာလीเนาะကိုရဲ့အသွေးသားတွေ ကြည့်ရခါမှာတော့ဟိုခန်းစားရတာပေါ့လေဒါကတနိုင်ငံလုံးပဲနေပါပါကြည့်ရတူတိုင်းဒါမြင်ရတဲ့တူတိုင်းဟိုစုတ်တတ်တတ်နဲ့အဲ့လိုမျက်ရည်ဝဲပြီးမျက်ရည်ချရတဲ့ချီဖြစ်တာပေါ့ကိုစိုးသခိုင်းသားကြီးကြိုတော့အကိုအော်ရောင်ကိုရယ်သခိုင်းမန္တလေးဆိုတာအကိုခွဲခြားလို့မရဘူးเนาะအကိုအကိုကဒီမန်လေးငငယ်တော့ကလည်းမန်လေးတို့သခိုင်းတို့မှလည်းနေတာအောင်ဟောက်လို့မိုးမိုးကုတ်မှလည်းအကိုတို့အလဲသွားမို့ဟိုမိုးကုတ်မှလည်းအမျိုးတွေရှိရဲအဲ့လိုမျိုးပေါ့လေဆိုတော့ဒါအဲ့ရာကတော့ခွဲခြားလို့မရမေမျိုးဆိုတော့အကိုငငယ်လေးရဲ့ကြီးပြင်းလာခဲ့တဲ့ တောက်လျှောက်မျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေထိခိုက်တယ်ဆိုတော့လေခံစားရတာပေါ့အတိတ်ကံလို့လည်းပြောလို့တော့မရဘူးပေါ့လေဒါကတော့ဘယ်လိုပြောရမလဲဒီတဘာဝဘေးရဲ့ရက်ဆက်မှုပေါ့မိသားစုရဲ့ရုပ်တရက်ခွဲလိုက်တာပေါ့အဲ့လိုပေါ့ပြောရမယ့်စကားတော့တော်တော်လေးရှားပါတယ်အဲ့ဒီမိသားစုဝင်တွေဆုံဆုံးတဲ့အတွက်ကိုကိုရိုင်းလည်းအဲ့လိုဆုံဆုံးခဲ့မယ်ဆိုရင်ဟိုကိုရမ်းခံစားမှာပေါ့နော်ဒါပေမဲ့ဟာ never surrender ပါလို့ဟာ ဒါကတော့ဟိုအခုဒီဘောနော်ဆိုတော့အဲလုံးပါပြောပြခဲ့စကားလေးကိုပဲပြန်ပြီးတော့ sharing လုပ်တာပါတကယ်စိတ်သက်ကြရင်အောင်မြင်ဖို့တကယ်နောက်ကြရတယ်အဲ့တော့အခုကစိတ်သက်ကြရတဲ့ဟာမဟုတ်တော့ဘူးဘောနော်ပြင်ကျင်တော့တဲ့အထိစိတ်ညစ်နေရတဲ့ဟာဖြစ်တဲ့အခါကျတော့ဘတော်မှလည်းစိတ်သက်မကြပါနဲ့ဟိုပြီးခဲ့တာလည်းပြီးသွားပြီဘောနော်အဲ့တော့ကိုယ်တကိုယ်ရေတကာရအသက်ရှင်ဖို့ကိုကလူပီသားဖို့ဆက်ပြီးလူပီသားဖို့သာသနာပြုဖို့အတွက်ကိုတကိုယ်ရေတကာရ ဆက်လက်ပြီးရှင်သန်ပေးပါအောင်လို့လူသားတွေကိုလည်းမိသားစုတွေမရှိတော့ပေမဲ့လည်းဟိုကြံတဲ့ဒီမြန်မာပြည်သူပြည်သားတွေပြန်တဲ့ဒုက္ခရောက်နေတဲ့သူတွေမေတ္တာငဲ့နေတဲ့သူတွေကိုသွားပြီးတော့ပရိဒါလုံးနဲ့ကိုမေတ္တာတက်တွေရယူနိုင်ပါတယ်ချစ်ခင်နိုင်ပါတယ်လို့ဟိုအကောင့်နဲ့ဘက်မှာစ조사ပြီးတော့ရှင်သန်တဲ့အခါကျရင်မေတ္တာတရားတွေဒီဟာတွေကပုံမှန်ပြန်ဖြစ်ပြီးတော့ပုံမှန်လည်ပတ်လာမယ်လို့ယုံကြည်ပါကျွန်တော်ပြောတဲ့လိုပြောတာပါခင်ဗျာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်